အဲ့ဒီနဂါးလေးကိုကြည့်ချင်းလို့ရောက်လာကြတာဗျာဗမာသွားကြည့်ရမယ်မင်းတို့ကအဲ့ဒီကိစ္စအတွက်လမ်းလာဆိုတော့လေအရှိရှေ့မြရတာပေါ့လေအဲ့ဒီနဂါးကိစ္စအောင်သဲလာတာငါ့ကောင်မလေးမီးအေးကွာတာယာရဲ့နေလေးတနေ့မှာဖိုတူတယောက်အရှုကပြစ်မှာတိုင်းရင်ရင်းနေကြတော့လို့ထညာခဲစားနေရင်နဲ့နိုင်ပိုင်းပျော်ရွှင်နေချိန်အရှိကနေမိဝိုင်းခေါ်တဲ့အောင်ကြားလိုက်ရတယ် ဖို့တူရေဖို့တူမိဝိုင်းကကြံထဲဝင်လာပြီးမိဝိုင်းနောက်မှာတုပ်ပေါ်နေငပိန်တို့လည်းပါလာကြတယ်။ဘယ်ကနေပဲလို့ရောက်လာကြရတော့ဟာဖို့တူတယောက်တည်းကြိတ်စားနေပါလားငါတို့လည်းကြွေးပါအောင်ဟာတုပ်ပေါ်ကကွက်ပြစ်ပေါ်တက်ပြီးဖျက်ခဲကိုကောက်စားလိုက်တာငပိန်နဲ့မိဝိုင်းတို့ကလည်းကွက်ပြစ်မှာဝင်ထိုင်လိုက်ကြတယ်။အကြောင်းထူးလို့ရောက်လာတာဟာဘာအကြောင်းလဲနင်ငကားမြင်မူလားဖို့တူဘယ်မြင်မူမှလဲဟာ ။နဂါးဆိုတာဒဏ္ဍာရီတွေမှာပဲရှိရလေ။မဟုတ်ဘူးဟဲ့။အပြစ်မှာတကယ်ရှိ။အဲမဖြစ်နိုင်တာ။တကယ်ပြောတာကွာ။ငါတို့ရွာနဲ့မလန်မငန်းရွာမှာမွေနဂါးမင်းကြီးမွေးလို့တဲ့။သတင်းတွေကြီးနေရပြီ။လူသိတာအရမ်းမများခင်ငါတို့သွားကြည့်မလို့။မဟုတ်ရင်မင်းသိရဲ့အတိုင်းကြာလိုက်လေ။ထုံးစံကြိတ်ကြိတ်တိုးနေမှာကွာ။အေးလူသိနေတော့လေမြန်မြန်သွားကြည့်ကြတာပေါ့။အဲ့ဒါမင်းကိုလာခေါ်တာ။နေပါဦးကွာ။ဘယ်ရောအဘသူမွေးရလဲ။လူကပဲမွေးရလား။ မွေးကလေးကမွေးနေကားမင်းကြီးဖြစ်နေရလားဟမ်လူကပဲမွေးတာတဲ့မွေးလာတာမွေးနေကားမင်းကြီးတဲ့ငါလည်းအဲ့ဒါပဲသိတာကျန်တာသိမ့်မသိဘူးငါ့ကိုလေရွာရဲကဒေါ်ဖုံးမပြောလို့သိတာငါတို့သွားကြည့်မယ်ဆိုဒေါ်ဖုံးမစီကိုနေရာသွားမိလိုက်ကြမယ်လေငါလည်းအိမ်မတယောက်တည်းပြင်းနေရဒါဆိုလေငါတို့သွားကြည့်ကြတာပေါ့ဒီလိုနဲ့ပဲသူတို့တငယ်ချင်းလေးယောက်ရွာရဲကဒေါ်ဖုံးမစီသတိမိဖို့အတွက်ထွက်လာလိုက်ကြတယ် ိုတူတို့တွေဒေါ်ပူမကြံရှိရနေဒေါ်ပူမကိုလှမ်းခေါ်လိုက်ကြတယ်။ပြောဒေါ်ပူမဒေါ်ပူမရေခြံထဲကနေဒေါ်ပူမထွက်လာတယ်။ဖိုတူတို့ပါလားဘာကိစ္စရှိလို့လဲ။မိဝိုင်းပြောတာလေဒေါ်ပူမကမွေးတကားမင်းကြီးမွေးတဲ့အကြောင်းပြောလိုက်လို့ဆိုအဲ့ဒါတော့ကြည်မလို့ဘယ်ရောက်မှမွေးရလဲဗျ။ငါမွေးနဂါမင်းကြီးမွေးတယ်မပြောပါဘူးအေးနဂါမင်းကြီးမွေးတယ်ပဲပြောလိုက်တာပါမသိဘူးလေတော်ဘူးမရဲ့ ဝင်းနဂါမင်းကြီးနဲ့နဂါမင်းကြီးကမတူးလားတော့ဟမ်မတူးဦးလေမြွားရဲ့ရှေ့ကမွေးပါနဲ့မပါတာကွာတယ်ဟမတူးဦးကအခုကဝင်းနဂါမျိုးမဟုတ်ဘူးနဂါမျိုးနဂါမျိုးဟမ်ဟုတ်ပါပြီဗျာအဲ့ဒီနဂါမင်းကြီးကဗမာရောမြတ်ကျုပ်တို့သွားကြည့်မလို့အေးငါလည်းတေချာတော့မသိဘူးငါလည်းငဒူဘိုးတော်စီကကြားလာတာသူကထော်လာကြည့်တစည်းနဲ့ပတ်နေကြဆိုတော့တချောင်းရာသတင်းတွေလည်းစုံနေလေမင်းတို့သိချင်းသူ့စီသွားမေလို့ရှာတယ် ဒါဆိုလဲသူ့စီကိုသွားမလိုက်အောင်မေးပြဖိုးထူးကိုတငယ်ချင်းတစုလဲဒေါ်မူမကိုခြံခဲ့ပြီး ထွက်သွားလိုက်ကြတာဒီလိုနဲ့ဖိုးထူးတို့လေငဒူဘိုးတော်ရင်ကိုရောက်သွားကြတယ်အဲ့ဒီအချိန်ငဒူဘိုးတော်ကလဲလဲသွားဖို့ထွက်လာတဲ့ကြုံသွားတာပါဘို့ကိုကြီးဘိုးတော်လဲလဲစိတ်မလို့လားဗျအေးဟုတ်တယ်ကွမင်းတို့ရောဘယ်သွားကြမလို့လဲကိုကြီးဘိုးတော်စီပဲလာတာဗျ ဟုတ်လားဘာကိစ္စလဲကွဟမ်ဒေါ်ဘူးမညွှန်းလိုက်လို့ကိုကြီးဘိုးတော်ရဲ့ကိုကြီးဘိုးတော်ကဒေါ်ဘူးမကိုငကားမင်းကြီးမွေးတယ်ပြောလိုက်လို့ဆိုမဟုတ်ပါဘူးကွာညာကိုကြီးဘိုးတော်မနောက်နဲ့နော်ဒေါ်ဘူးမကိုကြီးဘိုးတော်ပြောတာလို့တေချာပြောလိုက်တာဗျဟုတ်တယ်ကိုကြီးဟမ်မဟုတ်ပါဘူးကွာငါပြောချင်တာငါပြောလိုက်တာငကားမင်းကြီးမွေးတယ်ပြောလိုက်တာမဟုတ်ဘူးငကားကြီးမွေးတယ်ပြောလိုက်တာကွာ what လုတ်ပြန်ပြီတယောက်ပြီးတယောက်အကိုကြီးတို့ကလည်းစကားတွေကလေလွဲပြီးလွဲနေကြတော့တာပဲမင်းကြီးလောက်ထိမွေးရတော့မဟုတ်ဘူးလေကွာငါလေငကားမင်းကြီးဟုတ်မဟုတ်ဘဲသိမလဲငကားကြီးမွေးတယ်ပဲကြားတာဟုတ်ကွာဟုတ်ပါပြီကိုဖိုးတော်ရေဒါနဲ့အဲ့ငကားကဘယ်မှာရောက်နေရတော့ငါလေနေရာကိုတေချာတော့မသိဘူးကွာငါ့ကိုလေဟိုဘက်ရွာတန်ချောင်းပြောလိုက်တာသူဆိုရင်တော့နေရာတိကျသိလောက်တယ်ငါဘိငါတို့နောက်ထပ်ထပ်သွားရအောင်ပါပဲ ။ငကားကြီးအားလည်းမလွယ်ပါလောက်ကွာ။ဟုတ်ပါကွာ။တယောက်ပြီးတယောက်ဟိုသွားခိုင်းဒီသွားခိုင်းနဲ့ချေတိုးနေပြီ။ဒါဆိုမင်းတို့ငကားသွားမကြည့်ကြတော့ဘူးလား။ဟဲ့တော်ရည်ပြည့်နဲ့လက်လျှော့လိုက်လို့ဘယ်ဖြစ်ပါမလဲ။သွားမယ်သွားဂရုတီသွားကြတာပေါ့။ဟုတ်ပါရောအတန်ချောင်းရင်ကိုဆက်သွားကြမယ်ဟာ။အေးပါသွားကြတာပေါ့။မင်းတို့သွားရင်ငါလည်းလိုက်ရမှာပဲလေ။ဒါဆိုလေငါတို့တန်ချောင်းရင်ကိုအဆက်ကြီးတက်ကြမယ်။ကိုဘတော်ကျေးဇူးဗျာ။ ရပါလေကွာဂယူဆိုင်သွားကြအောင် နောက်အလုပ်အားမငါလဲအေးအေးစိစိငကားလာကြည့်လိုက်မယ်ကိုဘိုးတော်နဲ့ဖိုတူရိုအိုစုပြန်လည်နှုတ်ဆက်ပြီးလမ်းခွဲထွက်လာလိုက်ကြတယ်ဖိုတူရိုတန်ချောင်းရင်နဲ့ဝင်လာတော့တန်ချောင်းရင်ကတိတ်ဆိတ်နေလားကိုတန်ချောင်းရင်ဟာအိမ်မှာရှိရောရှိရလားတိန်လုံးကိုတိတ်ဆိတ်နေရပါပဲတန်ချောင်းကမျက်နှာမှာဦးမဲတွေပြေးကြပြီးတော့ဖိုတူရိုဘီနာရောက်လာတယ် ရှိတယ်ကွမိဖို့အကြောင်းထဲမှာတမင်းကြက်နေလို့ကိုတန်းကြောင်ကိုတန်းကြောင်လည်းအိမ်အောင်ပြုတ်တင်နေပြီဗျဟမ်မိဘရွေးလည်းရှိတော်တာမဟုတ်ဘူးအခုတောင်လည်းအင်းအားတိတ်ဆိတ်နေရပဲဟုတ်တယ်ကိုတန်းကြောင်ရဲ့အကွာရုပ်ရည်လည်းကြည်ကောင်းတာပဲဘာလို့မိမမယူသေးရလဲယူကျင်တာမဟုတ်ကွာငါကြည့်သူရင်ငါနဲ့သဘောမတူဘူးငါလည်းဘာလို့ရမလဲမသိဖြစ်နေတာဖြစ်နိုင်နေချစ်သူလေးနဲ့ဘယ်ခွဲကျင်မလဲဘလို့ဖြစ်တာလဲဗျခင်များနဲ့ဘာလို့သဘောမတူရလဲ ိုတန်ချောင်းကကိုပိုင်လင်းနဲ့ကိုပိုင်စီပွားရေးနဲ့အလုပ်အကံကောင်းကောင်းလေးရှိရလေဗျာပြီးတော့ဘွယ်လေးရှားသားသေးရမလားမပြောချင်တော့ပါဘူးကပြောရရင်အရှိကြီးပဲဒါနဲ့မင်းတို့ကဘာကိစ္စရောက်လာကြတာလဲကျွန်တော်တို့ကနဂါးကြီးကိစ္စကြောင့်ရောက်လာတာဗျဟင်နဂါးကြီးဟမ်ဘယ်ကနဂါးကြီးလဲခမရပဲကိုဝိုးတော်နဂါးကြီးငွေးတဲ့ကြောင့်ပြောလိုက်တာဆိုမဟုတ်ဘူးလားဟာမင်းတို့ကအဲ့ဒီကိစ္စကိုပြောတာဟုတ်နဂါးကြီးငွေးတာမဟုတ်ပါဘူးကနဂါးလေးငွေးတာပါကွာ what ဟောလုတ်ပြန်ပြီဒါဆိုနဂိုင်းမဟုတ်တော့နဂားလေးပေါ့နော်ကဲပါအခေါ်ဝရီကထားလိုက်ပါတော့အဲ့ဒီနဂားလေးကိုကြည့်ကျင်လို့ရောက်လာကြတာဗျာဘမသွားကြည့်ရမလဲမင်းတို့ကအဲ့ဒီကိစ္စအတွက်လမ်းလာဆိုတော့လေအရှိရှင်းမြရတာပေါ့လေအဲ့ဒီနဂားကိစ္စအောင်သဲလာတာငါ့ကောင်မလေးမီးအေးကွာမီးကဟိုဘက်ရွာသူ့တော်စီကတရင်ရလာရဲကွာ သူ့တို့ကငကားလေးမွေးတယ်ဆိုပြီးတရားလုံးအုံဝွင့်ကြွကြပြောနေကြတာတဲ့အဲ့ဒီတဲ့င်းကသူပြောတာနဲ့ငါတို့တရားလုံးပြန်သွားတယ်ကွာရွာချင်းကလည်းကဲ့ရက်ဆိုတော့ငါတို့ရွာလည်းငကားလေးကိုကိုးကွယ်ဖို့ငကားနဲ့ကိုစောင့်မယ်ဆိုပြီးတော့ဖြစ်ကုန်ကြတာအဲ့ဒီတော့စောင့်ပြသွားရောလားဗျဘေးရတာငကားနဲ့ကိုလေတောင်ပိုင်းမှာစောင့်မယ်မြောက်ပိုင်းမှာစောင့်မယ်နဲ့တောင်နှင်းမြောက်ရန်သားဖြစ်ကြရဲ့လေ What အဲ့ဒီတော့ဘလို့ဆက်ပြသွားလဲဗမာကမှမစောင့်ပြဘူးတောင်ပိုင်းနဲ့မြောက်ပိုင်းလုံးဝမခေါ်ကြတော့ ကောင်မရလူတွေကလည်းညောင်ပိုင်းရလူတွေကိုအလားမကန်တော့ငါတို့ညောင်ပိုင်းကလည်းအတူတူပဲဟေးအဲ့လောက်တော့ဖြစ်သွားကြတယ်ငါကျေတူမီးရီကတောင်ပိုင်းရလေကွာအဲ့ဒီကစားဖြစ်ပြီးလေကငါလည်းမီးရီနဲ့မတွေ့ရတော့ဒါဆိုခမားကောင်မလေးနဲ့ကွဲနေရတဲ့အကြောင်းရင်းအဲ့ဒါအကြောင်းမို့ဟုတ်တယ်ကွာငါကောင်မလေးနဲ့မြန်မြန်နီးဆက်ချင်နေပြီအစားကငါတို့တွေမကြခင်လက်တက်ဖို့တော့တိုင်ပင်ထားပြီးပြီအခုတော့သူမိဘတွေကမြောင်ပိုင်းသားနဲ့လက်တက်မပေးနိုင်ဘူးလေကွာ ဒါလွယ်ပါတယ်ခမားလက်ထပ်ဖို့ရည်ရထားပြီးသားမလားခိုးပြလိုက်လीဗျာကိုတန်ချောင်းခိုးပြလိုက်ရင် တောင်ပိုင်းနေမြောက်ပိုင်းနေခွဲနိုင်တော့မှမဟုတ်ဘူးငါလည်းတင်းနှောင်းတင်းနေနဲ့တင်းနှောင်းကျင်နေတာကွာအခုတော့တောင်ပိုင်းမြောက်ပိုင်းနေခွဲထားကြည့်ရတော့လွန်လုံးပါတယ်ရှုပ်ပါနေကွာဒီညပဲခိုးပြလိုက်တော့မယ်ကျုပ်တို့လည်းကိုညီမယ်ဗျာဖိုတူမိဝိုင်းငပိန်တော်ဘောနဲ့တန်ချောင်းတို့ကတမီတလဲနဲ့လူရဲလူချီကြည့်ပြီးရှောင်းလာကြတယ် ိုတန်းကြောင်မိုင်းမီရလာမှာတိကြပါရဲ့နော်တိကြပါရဲ့ကွာငါတိကြမှားထားပြီးသားဒီနေ့မင်းတို့နဲ့လာခိုးမဲ့ကြောင်ငါတိကြပြော့ပြထားတယ်ဒါဆိုလဲပြီးတာပဲဗျာတော်ကြရောက်မလာမှစိုးလို့ဗျရောက်တယ်ရောက်တယ်ဒါနေငါးဘိုက်ကအဆင်မပြေတော့ဘူးကွာညနေကအစားမျှထားတာဝမ်းသွားကျင်နေပြီအောက်တာပဲမမရတော့ခြုံတိုးလိုက်အောင်မေအခုချိန်မီးရေးစောင့်နေတော့ပြီမင်းတို့ပဲအမြန်သွားခေါ်လိုက်ကွာဟာဗျာကိုတန်းကြောင်အဲ့လိုလိုလိုမရအောင်လीဗျာရတယ် ငါမင်းတို့လူဦးတီးကြမီးကိုပြောပြထားတယ်။မင်းတို့လည်းသူသိတယ်။မင်းတို့ခေါ်တာနဲ့သူလိုက်လာလိမ့်မှာ။မီးကရမ်းရှက်ကြောက်တတ်တဲ့မင်းကလေးကအခုဆိုလိချင်းထားတဲ့နေရာမှာသူကြောက်နေလောက်ပြီ။မင်းတို့မြေမြန်သွားခေါ်လိုက်ပါကွာ။ငါကျေးဇူးမမေ့ပါဘူး။ကိုတန်ချောင်းကပြောချင်အောင်ပြောပြီးတော့ဖင်မနိုင်မဲပြေးသွားတော့လား။မထူးပါဘူးကွာ။ကိုတန်ချောင်းပြောသလိုသွားခေါ်လိုက်တာပေါ့။ဒါလို့နေပို့တူတို့လည်းဆက်လျှောက်သွားလိုက်ကြတယ်။ မောင်ကြီးတနည်းအားအရောက်တကောလုံးဆောင်းနှယောက်ထားတဲ့မိကလေးတယောက်ကိုဖိုးတူတို့တွေ့လိုက်ရတာဟုတ်ကိုရှိမှမိုင်းမီရေးခြင်းနေဟုတ်လောက်တယ်ကိုတန်เจ้าဟာအချက်ချောက်ကြီးရဲ့သူလို့ပြောထားရလေဒါလောက်ဆောင်းနေအုပ်တာတော့သူပဲဖြစ်မှာငါတို့မြင်မြန်သွားခေါ်ကြတာပေါ့မိဝိုင်းကရှိကမြင်မြန်သွားလို့မိုင်းမီရဲ့လက်ကိုဆွဲလိုက်ခြင်းအမကျမောင်းနဲ့အများလိုက်ခဲ့တော့အမကိုကိုတန်เจ้าဟာကိုခိုင်းလိုက်တာသူလန်တို့ကမှအမကိုစောင့်နေတယ် ူစီကိုမြင်မြန်သွားကြတာပေါ့မိဝိုင်းလေးစောင်းချုံနားရဲ့မီးရဲလက်ကိုဆွဲလို့လူမိမာဆိုတာနဲ့တုတ်ကျင်နေပြေးတော့တာဖိုတူငပိန်နဲ့တုတ်ဘောတို့လေးမိဝိုင်းနူနောက်ပြေးလိုက်သွားကြတယ်လမ်းတစ်ဝက်မှာကိစ္စရှိပြီပြန်လာတဲ့ကိုတန်ချောင်းနဲ့ပြန်ဆောင်ကြတာမီးပါလာမလားကွမိဝိုင်းကစောင်းချုံနားရဲ့မီးကိုကိုတန်ချောင်းမှထိုးပေးလိုက်တယ် ဒီမှာကိုတန်ချောင်းရဲ့မီးအေးနော်မီးအေးဆိုတဲ့အတိုင်းအဲ့လက်တိုင်းလေးလွန်ရောလက်ပြားချီပါကြီးပါလေရေခဲလို့အေးဆက်နေတာကိုတန်ချောင်းကမီးအေးကိုစုံညီစံညီကြည့်လိုက်တယ်မဟုတ်ဘူးကမီးအေးကဒီလိုခန္ဓာကိုမဟုတ်ပါဘူးတကူကူတော့မှားနေပြီကိုတန်ချောင်းကချက်ချင်းဆောင်ကိုဖက်ပြလိုက်တော့မီးအေးမဟုတ်တဲ့တေးမမျက်နှာပေါ်လာတော့လားဖိုးတူတို့အုပ်စုလေးထိတ်လန့်သွားပြီးထောက်ဝလိုက်ကြတယ်ဟဲ့ပလုတ်တော့မင်းကမင်းကတေးရဲမှာပဲ ဖို့တူမင်းတို့တွေမီးရေးမဟုတ်ဘဲနဲ့တင်းမောင်ပါလို့ခေါ်လာတာလေကျွန်တော်တို့လည်းမီးရေးဟုတ်မဟုတ်မသိလို့ပေါ့ဗျာတင်းမမင်းကောဘာလို့လိုက်လာလဲငါခေါ်ခိုင်းလိုက်တာမီးအေးမင်းကိုခေါ်ခိုင်းတာမဟုတ်ဘူးတွားပြန်တော့ဘာပြန်တော့လဲမရောက်ဘူးရှင်မိတ်ဆွေတွေကရှင်အတွက်ခိုးလာပေးတာတဲ့ကျမကိုယ်တိုင်ရှင်နဲ့ခွေးရလိုက်လာတာ what ရှင်ကိုခေါ်သွားလိတင်းမလင်းရတာပေါ့ရှင်ကျမကိုလက်ထပ်ရမှာနော်ဖို့တူမင်းတို့ကွာလွဲเสียရရှာလို့ တင်းအမနဲ့လွဲရလားကွာ what ဟောမသိဘူးလေဗျာတင်းအမနဲ့ဆောင်းတူကြီးဂျုံထားတာကိုကိုတန်ချောင်းလေးမီးကိုကိုပြတာမအောင်မြင်တာနဲ့စိတ်ပြက်လဲပြက်ကောင်းကင်ဆိုင်ကြပြီးအိမ်မြန်လာလိုက်တာတင်းအမကတော့ပျော်ရွှင်စွာနဲ့ကိုတန်ချောင်းတော့ကိုလိုက်သွားတယ်ဖိုးထူထူအိုးစုလေးဘာလို့ ਆ မဲမသိဘဲနဲ့ကိုတန်ချောင်းတော့ကိုလိုက်သွားလိုက်ကြတာဖိုးထူထူကိုတန်ချောင်းဟင်ကိုရောက်တော့ တိန်လုံးမီးလင်းထိန်နေရတွေ့လိုက်ရပြီးအန်အားတင်သွားကြတယ်။ကိုတန်ချောင်းကိုတန်ချောင်းလည်းအန်အားတင်ပြီးဝမ်းသာသွားတယ်။မီးအေးဘလို့ရောက်နေရလဲ။ရှင်လာခုံးမယ်ဆိုပြီးတော့ပေါမလာလို့လေ။ကျုပ်ကိုယ်တိုင်ကျုပ်မောင်ကိုထမိန်လို့ထမ်းခိုင်းပြီးတော့ရှင့်ရင်လိုက်လာတာ။ကိုကကိုလို့လွဲသွားပြီတင်တာ။ဝမ်းသာလိုက်တာမီးအေးရေ။ဘုသူကတငယ်ချင်းတွေပဲလှည့်ပြီးပြောလိုက်တယ်။ကိုတန်ချောင်းပြောတယ်လေ။မီးအေးကအချက်ကြောင့်ကြီးတယ်ဆိုတာလွဲရမြလွဲနေသလားလို့ မီးကကိုတန်ချောင်းနောက်ကတရေမောင်ကိုကြိတ်လိုက်ပြီးတော့ဒီတရေမောင်ဘသူလဲကိုတန်ချောင်းရှင့်ကိုရှင်မတော်အတမ်းမခံနိုင်ဘူးလို့ကြုတ်ပြောထားတယ်မလားဒါကဒီလိုပါမီးနဲ့မာပြီးခိုးလာမင်းရဲ့တရေမောင်ပါသူကလေကိုတန်ချောင်းကိုသူ့ကိုယူရမယ်ဆိုပြီးပြဿနာရှားနေလို့ဟိဟိပြဿနာမရှားတော့ဘူးကိုတန်ချောင်းလည်းမယူတော့ဘူးကိုတန်ချောင်းနဲ့ဆင်နေအစင်ကိုတွေ့သွားပြီအဲ့လိုပြောပြီးတရေမောင်ကမီးမောင်နာကတ်သွားတော့မီးမောင်ကတန်းနေအောင်ပြေးတော့လား တရဲမလေးချက်ချင်းပဲပြေးလိုက်သွားတယ်။ရာလူကြီးရဲ့ရှေ့မှာဖိုတူနဲ့ရမီရပ်ပများစွာနဲ့လူစုံနေကြတယ်။ကဲရွာတာမိုင်းမြောက်ပိုင်းနဲ့ခွဲမနေနဲ့တော့ကလေးရဲ့လေခုပြပြပြဆိုတော့လက်တက်ပြီးဖို့လောက်ကြတော့ကျုပ်ကတော့မင်္ဂလာကိစ္စမရှိစေခင်ငကုံးရှင်စောက်စီခြင်းနေဟုတ်တယ်ငကုံးကဦးစားပြီးပြီ ောင်းနေမြောင်ဗမာဆောင်မင်းဆိုတာဘလို့ဖြေရှင်းမလဲအဲ့ဒါအလွယ်ပါတယ်ကျွန်တော်အချိန်နှကုံးအတွက်နန္ဒကားကိုမေးကြရင်နန္ဒကားကတောင်ပိုင်းနေနေမြောင်ပိုင်းနေနေသူ့ဆုံးဖြတ်ရင်အကုန်လက်ခံကြမှာပဲမလားအေးဟုတ်တယ်ဒါနဲ့နန္ဒကားကိုဘလို့မေးကြမှာလဲကျွန်တော်တို့ကနန္ဒကားကိုလာကြည့်ကြတာပါဗျခဏနေမီးရဲနဲ့တပည့်ရွာမီးရဲတော်စီသွားလေကြမှာပါမီးရဲတော်မူရဲ့နဂါးကြီးကိုကြည့်ပြီးတော့ပြန်လာခဲ့လိုက်ပါမယ်တခါနဲ့နှကုံးမမဆောက်ရမလဲဆိုတာလေး အပြေမရမချင်းတေချာမီလာခဲ့ပါမယ်။အေးကောင်းပါပြီ။ဒါဆိုမင်းတို့အားကိုးလိုက်မယ်ကွာ။ဒါလို့နေကြွားစီခွေပဲဆုံးမြတ်ပြီးသွားပြီ။မီးနဲ့ဖိုးထုတို့တငယ်ချင်းနေမီးအိတော်ရင်ကိုရောက်သွားကြတာ။မီးအိတော်ကဖိုးထုတို့ကိုအဲဝတ်ကျေဝန်စွာနဲ့ဧကန်နေ။ကြီးတော်တို့ကကြီးတော်တောင်လာကြည့်ကြတာတူလေးရော။ဟမ်။ရှိပါတော့နောက်ပြီးမှအိတ်နေတယ်။အကြီးသားကငကားလေးဆို။ အေးဟုတ်တယ်ကွတခါမှမမြင်ဘူးလို့ကြည့်ဝရဆက်လို့ရှာနေပြီဟေးအဲ့လောက်တော့ကြည့်ကြည့်နေရလားအေးအေးအခုပဲခေါ်ပြမယ်မိရေးတော်လေးကနောက်ပြီးခဏဝင်သွားပြီးတော့ကလေးလေးတယောက်ပိုက်ပြီးပြန်ထွက်လာတာဖိုးသူတို့စီကလေးလေးကိုပြလိုက်ပြီးတော့ဒါအရေးသားလေးလေကလေးလေးကချစ်စရာလေးနော်ကြည့်တော့ကြည့်တော့ပြောတော့ငကားလေးမွေးတာဆိုအေးဟုတ်တယ်လေဒီမှလေးနာကားလေးနဲ့လေငါသားနာကားလေးလေး မီးတော်လေးကကလေးနှွေရလေးတွေကိုချစ်မြန်လို့စကားရင်ပြန်ပြင်လိုက်တာဖိုတိုတော့စီလုံးအာမေနိတန်တန်နဲ့ထွက်သွားကြတယ်လက်စားတတ်တော်နဂါလေးဆိုတာနဂါလေးကိုပြောတာဟုတ်ဩစကားစကားတဲလေချဲ့နိုင်ကြပါလား